မင်္ဂလာပါကျွန်တော်တို့တွေဒီခက်ခဲနေတဲ့ချိန်ကြီးကိုပေါ့နော်ဘယ်လိုကြောဖြတ်ကြမလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တာရှင်းမှနှစ်ပိုင်းရှိပါတယ်ပထမတစ်ပိုင်းကတော့ဗာလဲဆိုတော့ဒီချိန်လေးကိုစိတ်ပိုင်းဆိုင်ကြမ်းကြမ်းမမာနဲ့ကြောဖြတ်နိုင်မှုအတွက်ဆိုရင်ကျွန်တော်ကခွန်အားပြည့်ဝနေဖို့လိုအပ်တယ်အာဟာရပြည့်ဝနေဖို့လိုအပ်တယ်အဲ့အတွက်ကြောင့်ခန္ဓာကိုယ် view site ပါဆိုတော့ကျမရဲ့အကြောင်းကိုကျွန်တော်ပထမပိုင်းမှာပြောခဲ့တယ်ဒုတိယပိုင်းမှာကြာတော့ကျွန်တော်တို့တွေကအသက်ဆက်ရှင်နေဖို့အတွက်မျောလင်းချက်လိုအပ်တယ်။အဲမျောလင်းချက်တွေရှိဖို့အတွက်ကိုကိုကိုဖန်တီးယူပါ ိုယ်မျောလင့်ချက်တွေကိုအတွင်းစိတ်ထဲကနေလောင်ဖန်တီးယူပါဆိုလို့ကျွန်တော်ပြောခဲ့တယ်အဲ့တော့နှစ်ပိုင်းရှိသွားပြီအခုတတိယပိုင်းအနေနဲ့ကျွန်တော်ပြောမယ့်အကျိစားပါလဲဆိုတော့ကျွန်တော်တို့တွေဒီခက်ခဲကြက်တဲ့အခြေအနေကြီးကိုကြော်ဖြတ်ဖို့အတွက်ချစ်ခင်ရတဲ့ရဝန်းလေးတိစောက်ထားပါလို့ကျွန်တော်တတိပေးချင်ပါတယ်ဒါကတတိယပိုင်းပါဒါလေးကိုကျွန်တော်နည်းနည်းရှင်းပြနော်လူတွေကစိတ်ဖိစီးလာပြီဆိုရင်တယောက်သေးပဲနေကျွန်တော်တယ်ပုံဝင်ချင်တဲ့အကောင်လုံးဆက်သွယ်ဖြတ်လိုက်ချင်တယ် ဘယ်သူနဲ့မှလည်းစကားမပြောချင်တော့ဘယ်သူအကြောင်းကိုမှလည်းမသိချင်တော့ဘူးကို့အကြောင်းလည်းဘယ်သူမှမပြောချင်တော့ဘူးအဲ့အစားကို့တယောက်တည်းပဲနေလိုက်ချင်တော့တယ်အဲ့လိုမျိုးဖြစ်တဲ့ကိစ္စရှိတယ်ဒါပေမဲ့လူဆိုတဲ့အမျိုးကတယောက်တည်းရှင်တန်နိုင်တဲ့တတ္တဝါမဟုတ်ဘူးကျွန်တော်တို့ကအစုလိုက်ဖွဲ့လိုက်နေရတဲ့ social animals တွေအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့တွေတယောက်တည်းနေဖို့စူးစမ်းလေလေကျွန်တော်တို့အတွက်စိတ်ပီစီမှုတွေပိုပြီးများလာလေနောက်ဆုံးမှာကိုယ်နဲ့စိတ်ပီစီမှုတွေပဲကြံခဲ့တော့မယ် ဲ့ဒီမှာကျွန်တော်တို့က depression ပေါ့စိတ်ဖိစိတ်တက်ကြရတဲ့ကိစ္စဆဖြစ်တယ်ပြီးရခါကျတော့ကျွန်တော်ဟိုတနေ့ကပြောခဲ့တဲ့ဒီမျောလင်းချက်မရှိတော့အသက်ရှင်မှုအတွက်မျောလင်းချက်မရှိတော့ဖြစ်ပြီးတော့ဆက်ပြီးတော့ဘဝကိုရှင်သန်တော့ရှုံးပေးသွားတော့မယ်ဆိုတဲ့ကိစ္စမျိုးတွေဆက်ပြီးဖြစ်စေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကစိတ်ဖိစီးလဲပဲကိုကိုကိုတခြားသူတွေနဲ့အဆက်အသွယ်မဖြတ်တော့ပါနဲ့ကိုကိုချစ်ခင်ရတဲ့သူတွေနဲ့မဖြတ်တော့ပါနဲ့အဲ့လိုဖြတ်တော့လိုက်ချင်ပူဆိုးတယ်ဒါကိုကျွန်တော်ပထမဆုံးသတိပေးခြင်းနော်အခု နောက်တစ်ခုကျွန်တော်ဆက်ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ကဘာဖြစ်လို့တခြားသူတွေနဲ့ဆက်သွယ်ဖြတ်တောက်လိုက်ရတာလဲဆိုရင်အများသူကကျွန်တော်ပါဝင်မှာအခုကျွန်တော်ပြန်စဉ်းစားကြည့်ကျွန်တော်ပါဝင်တခြားသူတွေနဲ့ကျွန်တော်တိတ်စကားမပြောပြတော့ဘာဖြစ်လို့လဲဆိုတော့စိတ်ညစ်စရာတွေပဲဗျာသူမှလည်းစိတ်ညစ်စရာတွေရှိမယ်ကျွန်တော်မှလည်းစိတ်ညစ်စရာတွေရှိတယ်အဲကျွန်တော်ရဲ့စိတ်ညစ်စရာတွေသူ့ကိုသွားပြောလိုက်ခြင်းအပြင်ပို့ပြီးတော့များသူစိတ်ညစ်ွားမလားပေါ့နော်သူ့ကိုများထပ်ပြီးဝင်းနှုံးဝင်ပိုးတွေထပ်ဖြစ်ွားမလားဆိုပြီးတော့ကျွန်တော်တွေးတယ်အဲ့ဒါကြောင့်လည်းမပြောပြတာပေါ့နော်တကယ်ချင်တော့မဟုတ်ဘူးကျွန်တော်နည်းနည်းလေးရှင်းပြမယ်နော်လူတွေက van out လုပ်ဖို့လိုအပ်တယ် van out လုပ်တယ်ဆိုတာကလေပူပေါင်းကြီးတစ်ခုอ่ะဗျာမှုတ်ပဲမှုတ်နေတယ်ပေါ့ကျွန်တော်တို့စိတ်ဖိစီးမှုတွေနဲ့မှုတ်ပဲမှုတ်နေအဲ့ကောင်ကြီးပေါင်းနောက်ဆုံးကျပောက်ကွဲသွားတဲ့ခါကျတော့ခုနပြောတဲ့ကိစ္စနဲ့ဆက်ဖြစ်တာပေါ့နော်အဲ့လိုမျိုးမပောက်ကွဲခင်မှာကျွန်တော်လေးနည်းနည်းပြန်လျှော့ပြန်ဒါသဘောတင်းနေတဲ့စိတ်တွေကိုကျွန်တော်လျှော့ပေးလိုက်တာပေါ့အဲ့လိုမျိုးလျှော့ဖို့အတွက်ကျွန်တော်တို့ကစကားပြောဖို့လိုအပ်တယ်နော်ကျွန်တော်တို့ရဲ့ဝင်ကျွန်တော်တို့ထင်တာကအော်စကားပြောလိုက်တာဘာမှမဟုတ်ဘူးကျောင်းလာရတဲ့အချိန်မှာစိတ်ကတက်တာရရသွားတဲ့ခံစားချက်ရလိမ့်မယ်ကျွန်တော်တို့မသိလိုက်ရင်တော့မသိဘူးဒါပေမဲ့အဲ့ဒါက လူတယောက်ကိုယ့်ရဲ့စိတ်ညစ်ဆရာအကြောင်းတရားကိုပြပြပြီးသွားရင်စိတ်ကအေးချမ်းသွားသလိုခံစားရတယ်။နည်းနည်းခဏတစ်ဖြုတ်တော့ငြိမ်အေးသွားသလိုခံစားရတယ်။အဲ့ဒါကဗန်တောက်လောက်ရခြင်းရဲ့ကိစ္စရွေချက်နော်။နောက်တစ်ခုကကြတော့ဘာလဲဆိုတော့နားထောင်လိုက်ရတဲ့သူအဖို့မှလည်းဒါကသူ့တော်ဝင်တော့ဝင်မဖြစ်စေ။ကျွန်တော်ဒီဟာမှာလည်းကိုယ့်အတွက်ကိုစဉ်းစားပြီးအဲကိုကိုနဲ့နှိုင်းရှင်ပြီးပြပြကျွန်တော်ဆိုရင်ခုတလောမှာလာတိုင်းမင်းတဲ့သူတွေလိုင်းဆွေးနွေးတဲ့သူတွေအများကြီးရတယ်လေ။သူတို့ကျွန်တော်ပြန်သူတို့ရဲ့စိတ်ညစ်စရာတွေနားထောင်ပေးရဲသူတို့ရဲ့အကြံတွေကိုအဲသူတို့ရဲ့ ဟိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့အကြံတွေကိုကျွန်တော်ပေးတယ်ဒီလိုမျိုးပေးလိုက်ချင်ပြီကျွန်တော်မှဘယ်လိုခံစားချက်ပေါ်လဲဆိုတော့အော်ဒီလူတွေကငါကူညီလိုက်နိုင်ပါလားသူတို့ငါဆရာကူညီရပါတယ်ငါအော်ငါဘွားအတိတ်ပဲရှိနေသေးတယ်ငါဒီလူတွေကငါကူညီနိုင်တယ်ငါဒီလူတွေကူညီပေးနိုင်တဲ့နေရာမှာရှိတယ်သာဖြစ်ဒီလိုမျိုးအတွေးမျိုးကျွန်တော်စီမှာဝင်တဲ့အခါကျကျွန်တော်ကရှင်းတန်းရချက်မျောလင့်ချက်ဖြစ်စေတယ်ဗျကျွန်တော်ဘွားအတွက်အတိတ်ပဲရှိတယ်ငါလုံနေတာတွေအတိတ်ပဲရှိတယ်ဆိုတော့သိလာတယ် ဟိုငါလုံနေတဲ့ဟာတွေငါပြောနေတဲ့အကြောင်းအရာတွေအတိပဲရှိရလူတွေကိုကူညီပေးနေရဆိုတာကိုသိလာတဲ့ခါကျတော့ကျွန်တော်စိတ်ထဲမှာလည်းနေလို့ကောင်းတယ်အဲ့တော့တခြားတယောက်ပြောပြဖို့အတွက်မကြောက်နဲ့ဘာဖြစ်လို့လဲဆိုတော့ပြောပြလိုက်ချင်အပြည့်ကို့အတွက်ကစိတ်ဖြစ်စီမှုရော့တယ်နောက်ထပ်တယောက်ကလည်းတခြားတယောက်ကလည်းကို့ကိုသာတကယ် तू ကချစ်ခင်တဲ့သူသားဆိုရင်ကို့ကိုအကူအညီပေးလိုက်ရတဲ့အတွက်လည်း तू လည်းဝမ်းသာမယ်ဟုတ်တယ်မပြောအဲ့တော့လူတွေက ဟို all or nothing မှာငါ့ကိုဒီတရားကချင့်ချင်မချင်မုံမယ်ဆိုတော့ပြီးတော့စဉ်းစားရတာပေါ့နော်အဲ့တော့ကိုနဲ့ဆက်သွယ်မလို့ကိုမုံလို့လို့တယ်မဟုတ်ဘူးကြာကျွန်တော်တို့တွေအကုန်လုံးကကိုလှုပ်နေကိုရှုပ်နေကြတဲ့သူတွေကြီးပဲစိတ်ထဲမှာရှိပေမဲ့စကားမပြောဖြစ်ဘူးအဲ့အတွက်ကြောင့်မလို့စကားပြောတဲ့အလေးကိုကျွန်တော်တို့လှုပ်လိုက်တယ်တနေ့ကိုအဲ့တော့ကျွန်တော်ကတော့ကြံပေးချင်တာကတနေ့ကို9မိနစ်ပဲစကားတော့ပြောနော်ကိုနဲ့ကိုနဲ့ရင်းနေတဲ့သူတွေရင်းတော့စကားပြောပြီးခုစကားသိပ်မပြောဖြစ်တဲ့ချစ်ခင်ရတဲ့သူတွေကိုတနေ့ကို9မိနစ်လောက်အချိန်ပေးပြီးစကားပြောကြည့်ကြည့် ဘာမှမဟုတ်เนาะဘလို့နေလဲဘလို့ထားဟိုသူ့ချင်းနေရောဘလို့နေလဲစသဖြင့်ဒီမှာတော့ကျွန်တော်တတိတော်ပေးခြင်းနဲ့ဗျာအဲ့ဒါပါလဲဆိုတော့စကားပြောရည်ဆိုတာမှာနည်းနည်းတော့ဟိုကိုကလည်းအလိုက်သိရအောင်မှာပေါ့เนาะဟိုကိုယ့်ရဲ့အခက်ခဲတွေစိတ်ညစ်စရာတွေပဲတော့တော့မပြောနဲ့လीเนาะနှစ်ဖက်ပေါ့ညဝေပေါ့သူ့မှာလည်းသူ့မှာစိတ်ညစ်စရာရှိမှာပေါ့ဟုတ်တယ်မလားသူ့စိတ်ညစ်စရာတွေကိုလည်းကျွန်တော်နားထောင်ပေးခြင်းအပြင်ခုနပြောတဲ့ဟောငါသူ့ကိုကူညီလိုက်နိုင်တယ်ဆိုတာခံစားချက်ရကိုယ့်စိတ်ညစ်စရာတွေသူ့ပြောပြခြင်းအပြင် fan out လောက်လိုက်တယ်ပေါ့ငါတို့ရဲ့လေနည်းနည်း short လိုက်တယ်လို့ဖြစ်ပြီးခံစားလို့နည်းနည်းကောင်းသွားတယ်ဒီလိုမျိုးလေးတွေဖြစ်နေတယ်အဲ့တော့9မိနစ်ပဲကျွန်တော်အများဆိုင်မလုပ်နဲ့နေ့တိုင်းနေ့တိုင်းမှာတော်တော်ပြီးတော့အဲ့လိုမျိုးစကားလေးပြောကြည့်ကြည့်အဲ့လိုမျိုးနီလန်းနဲ့ဟိုပေါ့နော်အဲ့တော့အဓိကဒီနေ့မှာမှားခြင်းတဲ့ကိစ္စရပါလဲဆိုတော့စိတ်ဖိစီးမှုဖြစ်တဲ့အချိန်မှာလူတွေကပတ်ဝန်းကျင်နဲ့ဆက်သွယ်ဖြစ်ပြီးတယောက်တည်းနေဖို့အတွက်လောက်ကြတယ်ဒါပေမဲ့အဲ့လိုလောက်တာကပိုပြီးစိတ်ဖိစီးစေတယ်နောက်ဆုံးစိတ်ဖိစီးမှုနဲ့ကိုယ်နဲ့ပဲကြံပြီးတော့စိတ်တက်ကြတဲ့အဆင့်ကိုရောက်သွားမယ်အဲ့ခါကျရင်ဂျိုးနယ် ိနေဝနိုင်တဲ့ကိစ္စတွေဖြစ်စေနိုင်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်လို့အတွက်ကျွန်တော်တို့ကလူစရာပတ်ဝန်းကျင်နဲ့နေရတယ်အဲ့တော့ကျွန်တော်တို့နားမှာချစ်ခင်ရတဲ့အရေးမြုံလေးကိုဒါပြီးရင်တို့နဲ့ဆက်သွယ်လို့နော်ဒီမှာတော့3ပေးချင်တာကအဲ့တော့9မိနစ်နေတိုင်း9မိနစ်လောက်ဖြစ်ဖြစ်တို့နဲ့ဆက်သွယ်လို့ဒီမှာတော့3ပေးချင်တာကဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်ညစ်စရာကြီးပဲမပြောနဲ့တို့ရဲ့စိတ်ညစ်စရာလေးတွေကိုလည်းနားထောင်ပြီးအပြန်လန်ကျွန်တော်တို့အဲ့လိုမျိုးအကူအညီပေးတဲ့အပြန်လန်ကျွန်တော်တို့ van out လုပ်ရင်းနဲ့ကျွန်တော်တို့ဒီခီးရှည်ကြီးကိုဒူရီချင်းဆက်ဖြတ်တန်းကြမယ် ¿no?